တ်ဆန်ရှိတဲ့သူနဲ့တွေ့ရင်ကောင်းလားဆုံတွေ့ရင်ကောင်းလားဘုရားကောင်းတော့ဘောတာတော့သူသူသူကမေတ္တာရှိရင်ကိုသားမယ်မေတ္တာမရှိရင်တော့သာချင်မှာသားမယ်တော့ဘတ်ဆန်မရှိတဲ့ကောင်နဲ့သွားတွေ့ရင်သူကမေတ္တာရှိတာတော့ဘုရားကျူးစီရမယ်ဒါရှိရှိလေးပဲသူကအဲ့တော့ဘတ်ဆန်ရှိတဲ့သူနဲ့တွေ့ရင်ကောင်းလားကောင်းတယ်ဉာဏ်ရှိတဲ့သူနဲ့တွေ့ရင်ကောင်းလားကောင်းတယ်သိကောင်းရှိတဲ့သူနဲ့တွေ့ရင်ကောင်းလားကောင်းတယ် ိုးသားမှုရှိရသည်လည်းတွေ့ရင်ကောင်းလားကောင်းတယ်။ဘာပြဿနာမှမရှိဘူးလေဒါ။ဟုတ်ပြီတွေ့တာတွေ့ပြီတွေ့ပြီကဲမဆုံကြတော့ဘူးဆိုရင်တစ်ချိန်တစ်ခါတွေ့ရင်တစ်ချိန်တစ်ခါတော့ကောင်းမှာပေါ့။အဲ့တော့ဒီဆုံတွေ့မှုရဲ့နောက်မှာဆက်သွယ်မှုရှိရင်ဆိုတော့ဆက်သွယ်မှုပြင်ဖို့ကောင်းတော့ဘူး။ဒါတသဘောတရားပြောတယ်နော်ဆက်သွယ်မှုပြင်ပါကောင်းလဲဆိုတော့ခုနပြောသလိုပဲလေတရားတွေကအကောင်းကြီးရဲ့အကောင်းကြီးရှိနေတဲ့သူနဲ့ဆက်သွယ်မှုရှိတယ် ောင်းတာပဲဖြစ်မှာပေါ့ဒီတော့ကံဆိုတဲ့နေရာမှာဒီနေရာထည့်လိုက်ကံကောင်းတဲ့သူတွေကဘယ်သူတွေလဲဆိုတော့ခုနငွေကြီးပြည့်စုံတဲ့သူတွေကကံကောင်းတဲ့သူတွေလို့ပြောလို့ရတယ်ဒါပါလဲဆိုတော့သူတို့ကောင်းမွန်တာရှာထားလို့ရတာဉာဏ်ကောင်းတဲ့သူကလည်းကံကောင်းတဲ့သူဉာဏ်ကောင်းတော့ဉာဏ်နဲ့ပြောမယ်နေမယ်စိတ်ကောင်းရှိတဲ့သူကလည်းစိတ်ကောင်းရှိပါတယ်ဆိုတာကံကောင်းတာစိတ်ကောင်းမှကံကောင်းမယ်ဆိုတာ အဲဒါလို့လောကမှာဆံကောင်းသည်စိတ်ကောင်းမှလောဘဒေါသမောဟမာနမကြီးမှအလောက်ကောင်းတယ်။ဒါရှိချင်းလေးပဲ။စိတ်ကောင်းရှိတဲ့လူကဆံကောင်းတာ။စိတ်ကောင်းရှိနေခြင်းတည်ပင်လေဒါကံကောင်းနေတာလို့သာပဲ။အဲ့တော့ယောသားမှုရှိတယ်ဆိုတာယောသားတဲ့ဆိုတာကစိတ်ကဖြောင်းမတ်တာလေ။ဘသူဘသူဘက်မှဘယ်မလိုက်ဘူး။မင်းရဲ့နာမည်ကြီးလို့မင်းဘက်ကလိုက်တယ်။ဟိုကနာမည်မကြီးလို့ဘုရားနဲ့မရှိဘူးသူက။ဘာဖြစ်လို့ဆိုယောသားဖြောင်းမတ်တယ်ဆိုတာသူကတစ်ဖြောင်းနဲ့ပဲသူက။ ဘယ်ဘက်မှမလိုက်ဘူး။နောက်ဘယ်ဘက်မှမလိုက်ဘူး။ဒါကနောက်ဆုံးမှတာလဲလာပြီးချုပ်။တကယ်ရိုးရိုးသားကလေးပဲရိုးသားတဲ့စားဒီချောက်တိုင်းမှန်တိုင်းပဲသူကကြည့်တဲ့နေတယ်။အဲ့ဒါဆိုရင်ဒါကရိုးသားတဲ့စား။ဘယ်မလိုက်ဘူး။ဘယ်ဘက်မှမလိုက်ဘူး။သူတန်းတဲ့သူစကားပြောရပြီနဲ့စိတ်ကမလိုက်ဘူးနော် လူကတော့သူ့တန်းတဲ့သူပဲစကားပြောရဘယင်လာလို့ရှိရင်ဘယင်ကြီးပဲပြောရတယ်ဘယင်လာရင်သရောင်းသားလို့ကပြောလို့မရဘူးเนาะသရောင်းသားလာရင်နှိမ်ပြီးတော့တော့မပြောနဲ့ဘောသူသူ့တန်းသူနဲ့အဆင့်တန်းသူ့လောက်တဲ့စကားလုံးနဲ့တော့သုံးလို့ရတယ်เนาะဟိုခဲတယ်လို့မျိုးဖြစ်အောင်ပေါ့သူရဲ့နှိမ့်ကြနေတဲ့အခြေအနေမျိုးနဲ့အဲ့စကားလုံးနဲ့တော့သုံးလို့မရဘူး အဲ့တော့ဆိုလိုတာကလောကအနေနဲ့ဆိုရင်ခုနသူ့တန်တဲ့သူသူ့သကလုံးနဲ့သူသုံးလို့ရတယ်။ဒါပေမဲ့ခွဲခြားမှုလို့ခွဲခြားမှုလို့ပေါ့အကုန်လုံးကိုကောင်းစေခြင်းနဲ့စိတ်ထားတယ်။တစ်ခုတစ်ပတ်ထားတယ်။အဲ့တော့မြစ်တာနော်အဲ့တော့ဒီမှာဒီဒီခုနပြောတဲ့ကံကောင်းခြင်းမှာအခုဒီသကလုံးသလုံးဖတ်ကံကောင်းခြင်းမှာနော်လောကအနေနဲ့ပြောမယ် ဓမ္မအနေနဲ့ပြောမယ်ဆိုရင်လိုအပ်တာတည်းကအခုပဲကြီး။ကံကောင်းမှုအတွက်ညာကြီးလျှောက်ပြောပြီးတော့လိုအပ်တာကအခုပဲ။အဲ့ဒါပါလဲဆိုတော့ဘုရားတရားသဘောအနေနဲ့ဆိုမေတ္တာတရားရှိရတယ်။မေတ္တာတရားရှိတဲ့ပုဂ္ဂိုလ်ကသူကကံကောင်းမှာ။နော်လောကအနေနဲ့ပြောရင်ပတ်စံရှိရတယ်။ပတ်စံရှိတဲ့သူကကံကောင်းတယ်။ဒီနှစ်ခုလည်းဆိုတယ် ဓမ္မအနေနဲ့ပြောရင်မေတ္တာတရားရှိရမေတ္တာတရားရှိရင်အဲ့ဒီပုဂ္ဂိုလ်ကံကောင်းတယ်။နော်လောကအနေနဲ့ပြောပတ်စံရှိတဲ့သူကံကောင်းတယ်။သူကဒီနှစ်ခုလုံးကလိုအပ်တယ်။နံပါတ်၁ကမေတ္တာပဲနံပါတ်၂ကမြို့ဆိုတဲ့သူက။ဘာဖြစ်လဲဆိုတော့ဘဝဆိုတာပြောပြပြီးဘဝကခန္ဓာကိုယ်ရှိတယ်စိတ်ရှိတယ်စိတ်အတွက်ကတရားလို့ပဲခန္ဓာကိုယ်အတွက်က သာသီယဝိဇ္ဇာနေဇာတူတူတွေဘုံဘုံသုံးသိဖြစ်တဲ့ဝိဇ္ဇာပတ်စံတွေလေ။တော့အိမ်မှာပါလောဘဒေါသမမနာတွေအာဘပတ်စံရှိလောဘဖြစ်ဒေါသဖြစ်မနာဓာရီရမခါယူဒါမသိလို့ဖြစ်တယ်။ပြီးရင်ဘာမှမဖြစ်ဘူး။ပြီးရင်ခုပြောတဲ့ဝိဇ္ဇာရှိလည်းပဲစိတ်ကအေးချမ်းချမ်းပဲမရှိလည်းအေးချမ်းချမ်းပဲ။တော့ဒါဒါအတိဉာဏ်နဲ့မူတည်သွားတာ။ခုပြောတဲ့သဘောတရားတွေက ုတ်တယ်ကဲဟုတ်ပြီကောမေတ္တာရှိပါတယ်တလောကလုံးမေတ္တာရှိပါတယ်မေတ္တာရှိပြီပတ်စံမရှိရင်ဒုက္ခရောက်တယ်ဘာဒုက္ခရောက်လဲခန္ဓာကိုယ်ဒုက္ခရောက်တာစိတ်တော့ဒုက္ခမရောက်ဘူးကောမေတ္တာထားနေလို့သွားပြီးအေးချမ်းဒီမေတ္တာတရားကောင်းယူပြီးရင်ဒုပ္ပတ္တိကြီးလဲမပြေနေတယ်ဆိုပေမဲ့ဇာကသပ်နေရာတကာတိုင်းမှမကြည့်ဘူးတော့မေတ္တာနဲ့စားလို့မရဘူးဆိုလို့နော်မေတ္တာပို့တယ်အထိုက်တယောက်ကြီးတော့ပြေလဲခြင်းပြေလဲနိုင်လေ ရုပ်ပိုင်းထိုင်တာဆိုအဘိမေတိကြမပြေလဲစီတယ်။ဒါဒီတော့ကံကောင်းတယ်ဆိုတာဘဝမှာဒီဘာနဲ့ကံကဘယ်တော့မှမိတူမရပါဘူး။သောဒီဘာနဲ့ကံမိတူမရပါဘူး။ဒီဘကလိုအပ်တဲ့အချိန်ကမှသုံးလို့ရတယ်မလိုအပ်တဲ့အချိန်ကျတော့ဒီဘအားကိုးကြရတော့မလိုတော့ဘူးသို့သောသူကျေးဇူးတည်ပြီးကျေးဇူးရှိကျေးဇူးဆက်တယ် 牙膏嘛。